ရုပ်တရက်ချမ်းသာစေတတ်တဲ့အမှတ်အသားလေးတွေအကြောင်းကိုပညာမျှဝေပေးပါမယ်နော်ဒီတနင်္လာကျိုးကုန်းရဲ့အောက်ခြေမှာပေါ့နော်လေးထောင်ကွယ်ကလေးထင်းထင်းရှားရှားရှိနေမယ်ဆိုလို့ရှိရင်အဲ့ဒီလက္ခဏာရှင်ဟာဆိုလို့ရှိရင်ရုပ်တရက်ချမ်းသာကျွဲဝါတတ်ပါရဲ့နော်ဒီလက္ခဏာရှင်မျိုးဟာဆိုလို့ရှိရင်ရေလုံငန်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေရေနဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာအကျိုးပေးအောင်မြင်တတ်ပါတယ်နော်ဆက်မှုလက်မှုလုပ်ငန်းလည်းအကျိုးပေးတယ်မိန်းကလေးတွေမှာဆိုလို့ရှိရင်ဆက်ချုပ်တာတို့ဆက်မှုလက်မှုလုပ်ငန်းတို့စတဲ့အင်္ဂါနံနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးအောင်မြင်တတ်ပါတယ်နော်အမှတ်အသားလက္ခဏာတန့်ရှင်းမယ်ဆိုလို့ရှိရင်မလွဲမသွေချမ်းသာစေတတ်တဲ့အမှတ်အသားကောင်းတစ်ခုဖြစ်ပါတယ်နော်နောက်တစ်ခုကကြတော့ဒီအင်္ဂါဂျိုခုံကနေပြီးတော့ကြတော့ အောင်မြင်ရနေပြီဖြစ်တဲ့တနင်္ဂနွေကျိုးကုန်ကိုလမ်းကြောင်းတစ်ခုကွပ်ပြီးတက်သွားမယ်ဆိုလို့ရှိရင်တော့ဒီလက္ခဏာရှင်ကလည်းဘလောက်ပဲဆင်းရဲခဲ့ပါသေးဘယ်လိုဘဝမျိုးอ่ะပဲလာခဲ့သည်ဖြစ်စေဘလောက်ပဲခက်ခဲခဲ့ပါသေးတဲ့เนาะဒီလက္ခဏာရှင်မျိုးကလည်းရုပ်တရက်ကြီးပွားချမ်းသာလာတတ်တဲ့အမှန်အတားကောင်းတစ်ခုဖြစ်ပါရဲ့เนาะရုပ်တရက်ပြည့်စုံလာတတ်တဲ့အမှန်အတားကောင်းတစ်ခုဖြစ်တယ်နောက်တစ်ခုကကြတော့ဒီဉာဏ်ပညာလမ်းကြောင်းပေါ်မှာပေါ့เนาะ၄000အကွက်ကလေးရှိနေမှာပေါ့เนาะ၄000အကွက်ကလေးကဒီ ပင်နေရာမှာပဲရှိရှိပေါ့နော်အဲ့လိုလက္ခဏာရှင်မျိုးပါလဲဆိုလို့ရှိရင်နဲ့နော်အာဒီဒီထောင်ကွက်ကဆိုလို့ရှိရင်အလူကြီးအတန်းကြီးတွေပေးရတတ်တယ်ကြောင်းကန်စရက်တွေရေတွင်းရေကန်ဒီဆောက်လို့လူတန်းနိုင်တဲ့လူဖြစ်တတ်တယ်ရုပ်တရချမ်းသာစီတတ်တဲ့အမှတ်အသားကောင်းတစ်ခုဖြစ်တယ်ရဲ့နော်နောက်ပြီးတော့ဒီဉာဏ်ပညာလမ်းကြောင်းရဲ့အဖျားမှာရှိတဲ့ဒီအမှတ်အသားလည်းအတူတူပဲရုပ်တရချမ်းသာလာတတ်တယ်ဥစ္စာရတနာဗန္ဒိုက်လို့လဲခေါ်တယ်ပေါ့နော်အဲနောက်တစ်ခုကကြတော့ဒီမှာအသက်လမ်းကြောင်းကနေပြီးတော့ကြတော့ ောင်မြင်ရင်နယ်မြေဖြစ်တဲ့တနင်္ဂနွေကျူခုံကိုတက်သွားတဲ့လမ်းကြောင်းထင်းထင်းရှားရှားရှိနေမယ်ဆိုလို့ရှိရတယ်เนาะဒီလက္ခဏာရှင်မျိုးอ่ะဆိုလို့ရှင်ပြည့်ရပြည့်စုံချမ်းသာမှုရတတ်ပါတယ်เนาะသူကအသက်လမ်းကြောင်းကခွဲထွက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့เนาะမိဘတွေဆွေမျိုးတွေစီကနေမွေရတာဖြစ်နိုင်တယ်လို့မိဘတွေဆွေမျိုးတွေစီကနေပြီးတော့လုပ်ငန်းတွေ ဆက်ခံခွင့်ရတာဒါမှမဟုတ်လို့ရှင်မိဘဆွေမျိုးတွေရဲ့အထောက်ပံ့ကြောင်းကြီးဝါချမ်းသာတတ်တယ်။ဉာဏ်ပညာလမ်းကြောင်းပေါ်မှာထွက်လာတဲ့လမ်းကြောင်းကကြတော့မိမိရဲ့စူးစမ်းအားထုတ်မှုနဲ့ကြီးဝါချမ်းသာလာတတ်တယ်။ရုပ်တရည်ကြီးဝါချမ်းသာလာတတ်တဲ့အမှတ်အသားကောင်းလေးတွေဖြစ်ပါတယ်ပေါ့နော်။